ဝိညာဉ်မုန်နိုင်ကိုအမှန်တကယ်ပါရိုက်ခဲ့ရကိုဂျေနတ်တဲ့အပြုံးနဲ့ပြောလာတဲ့မြက်ကေတီအောင်ပရိသတ်များလုံးမင်းမင်္ဂလာပါရှင်ဆက်လီအင်ဆိုင်ဒါ page ကနေပြလဲကြိုဆိုလိုက်ပါတယ်။တဝဲသူမင်းသမီးလေးဝိညာဉ်မုန်နိုင်ကတော့လက်တံပြောင်းတဲ့မင်းသမီးကြီးမြက်ကေတီအောင်စီမှာခံလိုက်ရပြီဖြစ်ပါတယ်။မင်းသမီးဝိညာဉ်မုန်နိုင်ကတချိန်က MTV4 ရုပ်သံဇာတ်လမ်းတွေတွေမှာအောင်မြင်ခဲ့တဲ့မင်းသမီးတစ်လက်ဖြစ်ပါတယ်။ဒီမရဲ့မျက်နှာပုံစံကြောင့်ပရိသတ်တွေရဲ့ဝေဖန်မှုတွေများစွာရှိခဲ့ရပါ။ဒါပေမဲ့အခုချိန်မှာတော့ချစ်ဖို့ကောင်းပြီးတော့အရန်လှပနေပြီဖြစ်ပါတယ်။ မင်းသမီးဝင်းရမုံနိုင်ဟာတဝဲလူမျိုးတယောက်ဖြစ်ပြီးတော့တဝဲစကားကိုလည်းကျွမ်းကျွမ်းကျင်ကျင်နဲ့အမြဲတမ်းပြောတတ်တဲ့သူပါမင်းသမီးလောက်ခဲစဉ်ကတော့ဇာကားတွေမှာအောင်မြင်မှုတွေတိတ်မရခဲ့ပေမယ့်သူမရဲ့တဝဲစကားပြောဗီဒီယိုတွေမှာလူကြိုက်များခဲ့ပြီးတော့စမ်းပွင့်လာခဲ့ရဖြစ်ပါတယ်အရင်ချင်းရှိပြီးတော့ရုပ်ရည်ချောမောတဲ့မင်းသမီးတွေထဲမှာပါဝင်ပေမယ့်အနေမှန်နဲ့သူမရဲ့ပုံစံကြောင့်ဇာကားတွေမှာနေရာမရခဲ့ပါဘူး ဒါပေမဲ့ခုနောက်ပိုင်းမှာတော့မင်းသမီးဝင်းရမွန်နိုင်ဟာဇလန်တွဲတွေမှာပြန်လည်ပြီးတော့ပါဝင်ရိုက်ကူးတော့မှာဖြစ်ပါတယ်။ဒီမရဲ့မဟာဇလန်တွဲမှာနာမည်ကြီးမင်းသားမင်းသမီးများစွာနဲ့ပါဝင်ပြီးတော့မြန်မြန်ဆိုင်ဆိုင်နဲ့ရိုက်ကူးထားခဲ့ပါတယ်။အဲ့ဒီအထက်မှာမင်းသမီးကြီးမြက်ကေတီအောင်ကလည်းပါဝင်လာဖြစ်ပြီးတော့စန့်ကျင်ဘက်ကာရက်တာအနေနဲ့တရုပ်ဆောင်ခဲ့ရတာဖြစ်ပါတယ်။မြက်ကေတီအောင်ကအကယ်ဒမီဆုရတရုပ်ဆောင်တယောက်ဖြစ်ပေမဲ့အမြဲတမ်းအရင်ဇက်ကောင်တွေဒါရိုက်ကူးခဲ့ရတဲ့သူဖြစ်ပါတယ်။မင်းသမီးနေရာကိုဘယ်တော့မှမရိုက်ကူးရပေမဲ့လည်းမင်းသမီးကြီးမြက်ကေတီအောင်ကဗီလိန်ဇက်ရုပ်တွေ မှာပြည်ပြင်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မလို့အခုနောက်ပိုင်းမှာအကန့်ဇက်ရုပ်တွေမှာပါဝင်တရုပ်ဆောင်ရင်းနဲ့ပြည်သက်တွေရဲ့အကြိုက်ကိုရရှိနေခဲ့ရပါ။ဒီလိုမျိုးကြမ်းတမ်းပြီးတော့စိတ်ပုတ်တဲ့ဇက်ကောင်တွေမှာတရုပ်ဆောင်ရတာဟာလွယ်ကူလွန်းလှတဲ့အရာမဟုတ်တယ်လို့စိတ်ထိန်နိုင်ဖို့ကလည်းအဓိက ဖြစ်ပါတယ်။ဒါကြောင့်မလို့တော်ရုံတရုပ်ဆောင်တွေကဗီလိန်ဇက်ရုပ်တွေကိုညှင်းဆို့တတ်ကြတာပါ။ ။ဝိုင်းရင်တယောက်ဆောင်ဖြစ်တဲ့မြက်ကြီးတယောက်ကတော့အမုံမြင့်ဇလန်တွဲထဲမှာပြပြင်းလုံးနဲ့ villain character တကူကိုတယောက်ဆောင်ခဲ့ရဖြစ်ပြီးမင်းသမီးဝိရမုံနိုင်အပေါ်ကိုကိုတိလက်ရောက်ကျူးလွန်ခဲ့ရဖြစ်ပါတယ်။မင်းသမီးကိုပါရရမယ့်အခန်းမှာရဟာဇယ်အဖြစ်အစမ်းကျင်းခဲ့ပြီးတော့ပြင်ဆင်ထားခဲ့ကြပါတယ်။ဒါပေမဲ့တကယ်ရိုက်ကွင်းနဲ့ရောက်တဲ့အခါမှာတော့မူအယံဝင်သွားပြီးတော့ဒေါသထွက်ကစိတ်မထိန်နိုင်မင်းနဲ့မင်းသမီးရဲ့ဘာကိုအပါတရားနဲ့လွှဲပြီးတော့ရိုက်ချမိခဲ့တာပဲဖြစ်ပါတယ်။ဇက်ကွက်ကအမှန်တကယ်ဖြစ်ပြသွားခဲ့ပြီးတော့ပြပြင်းလုံးနာဖြစ် ြစ်တဲ့အတွက်နှစ်ခါတောင်ပြန်ရိုက်ဆရာမလိုခဲ့ဘူးလို့ဆိုပါတယ်မတော်တဆရိုက်ခဲ့မိရဲ့အတွက်လည်းမင်းသမီးဝင်းရမွန်နိုင်ကိုတောင်းပန်စကားပြောခဲ့ရဖြစ်ပါတယ် ဒါပေမဲ့သူမရဲ့ပုံစံကအတော်လေးကိုအထင်အောင်သွားတယ်လို့အင်တာဗျူးမှာဖြေကြားခဲ့ရဖြစ်ပါတယ်။ဖြေပုံကလည်းလုံးဝအားနာပုံမပေါ်ဝင်နဲ့ရိုက်လိုက်ရလို့အားရတဲ့ပုံစံနဲ့ပြောလာခဲ့ရဖြစ်ပါတယ်။ဒါကြောင့်မလို့မင်းသမီးရဲ့အပေါ်မှာများမကျေနပ်တာတွေရှိနေပြီးတော့တရုတ်ဆောင်ကိုခါပါယူကရိုက်ခဲ့တလားဆိုတော့လူအများရဲ့စကားအသံတွေတောင်ထွက်လာခဲ့တာဖြစ်ပါတယ်။အောင်မြင်ဖို့အတွက်ရိုက်ကွင်းပေါ်မှာပေါ်တဲ့ရိုက်ခံရလဲပြုံးပြုံးနဲ့တောင်အောင်တတ်တဲ့ကြော်သွားခဲ့ရတဲ့မင်းသမီးဝင်းရမွန်နိုင်ရဲ့အဖြစ်ကိုလည်းကြည့်ပြီးတော့အားလုံးကစိတ် ကောင်းဖြစ်နေခဲ့ကြတာဖြစ်ပါတယ်။မင်းသမီးကိုအာပါတရရိုက်ခဲ့ရလို့အမတ်တရတွေများခဲ့ကြအောင်ပြောပြလာတဲ့မင်းသမီးချင်းမျက်ကြည်တရားနဲ့ပတ်သက်ပြီးတော့ပရိသတ်ကြီးတို့ရဲ့အမြင်ကိုလည်းခွန်မှတ်မှာဝေးမြခဲ့ပါအောင်ရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးတော့မှာဖြစ်လို့ကျမတို့ရဲ့ page ကို like and follow လုပ်ပေးခဲ့ကြပါအောင်နော်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။